ရေမောချင်းရဲ့စွမ်းအားနေအောင်ကြီးလူနွေးလေးတစ်နေ့မှာဂျယ်လီဘီယာလို့ခေါ်တဲ့ကောင်းလေးတယောက်ဟာသူ့ရဲ့ရှင်မထဲကခဲတုံးကြီးတုံးကိုထမ်းပိုးထားတယ်လို့ခံစားနေရတယ်။စာမေးပွဲတွေတငယ်ချင်းတွေနဲ့ပြဿနာတွေအိမ်ကဆင်းရဲစရာတွေအကုန်လုံးပေါင်းပြီးသူ့ကိုလေးလံစေတယ်။သူ့အကြိုက်ဆုံးကတ်တုန်းကကြည့်နေချင်အောင်မှပဲခဏလေးပဲရေမိပြီးပြန်ပြီးမပြောနိုင်တော့ဘူး။ဒီနေ့မှာတော့သူ့အဖိုးကတာရင်ဂျယ်လီဘီယာဘာလို့လောက်တောင်မျက်မှောင်ကျုံနေရတာလဲ အဖိုးတို့ငယ်တုန်းကဘလို့အခက်ခဲပဲရှိရှိ နေ့တိုင်းရှယ်ရအောင်စူးစားခဲ့ကြရလို့ပြောတယ်။ဂျယ်လီဘီယာကအဖိုးကလည်းဒီလောက်စညစ်စရာတွေနဲ့ရှယ်စရာမှမရှိရလို့ပြန်ပြောတော့အဖိုးကပြုံပြီးသူ့ပခုံးကို ပုတ်တယ်။ရှယ်စရာမရှိရင်ဖန်တီးလို့ရတာပေါ့ကွာ။ မင်းစိတ်ထဲမှာအဲ့ဒီဂရုံကြီးကိုတဲထားလေးလေးပိုလေးလေးပဲရေမောလိုက်တာဟာအဲ့ဒီဂရုံကြီးကိုခဏတာခြားခွင့်ရသလိုပဲလို့ပြောတယ်။ဂျယ်လီဘီယာကမယုံတယုံနဲ့သူ့ခန်းထဲကိုပြန်လာတယ်။အဖိုးစကားကိုစဉ်းစားရင်အိဟာပေါ်လှဲနေတော့ သူ့ဖုန်းထဲကဟာတာဗီဒီယိုအတိုလေးတစ်ခုကိုဖွင့်ကြည့်လိုက်တယ်။ပထမတော့အသိမရေချင်ဘူး။ဒါပေမဲ့ဗီဒီယိုထဲကကြောင်လေးရဲ့ဦးကျောင်အပြုတ်မှုကိုမြင်တော့ခက်တရူလေးရှဲမိရဲ့။နောက်တော့အတန်ထွက်ပြီးရှဲတယ်။ရှဲရင်ရှဲရင်နဲ့သူ့ရဲ့ရှင်ဘတ်ထဲကလေးလံနေတဲ့ခဏချက်တွေပေါ်သွားသလိုပဲ။အဲဒီခဏလေးအတွဲမှာသူ့ပင်ပန်းနေရာတွေစိတ်ပူနေရာတွေကိုမေ့သွားတယ်။သူ့ကိုယ်သူသတိထားမိရောသူ့ရဲ့ကြွသားတွေဟာတင်းမှမနေတော့ဘူး။ နေစဉ်ရှင်မောချင်းရဲ့အကျိုးကျေးဇူးတွေကစပြီးအလုပ်လုပ်နေရကို သူသတိထားမိလိုက်တယ်။စိတ်ဖိစီးမှုတွေရောကြပြီးသူကိုခံအားလဲကောင်းတယ်လို့ခံစားရတယ်။နောက်ရက်တွေမှာဂျယ်လီဘီယာဟာအဖိုးပြောတဲ့စကားကိုလိုက်နာဖို့ကြိုးစားတယ်။တငယ်ချင်းတွေနဲ့စနောက်တယ်။အိမ်မှာအဖေနဲ့အမေကိုဟာတာတွေပြောပြတယ်။အားလုံးတူတူရှင်မောကြတော့သူတို့ဇာကဆက်ဆံရေးတွေက ပိုပြီးခိုင်မာလာတယ်လို့ခံစားရတယ်။တယောက်နဲ့တယောက်ပိုပြီးနားလည်လာကြတယ်။ ချိန်မောခြင်းကစိတ်ညစ်စရာတွေကိုခဏတာမေးပျောက်စေပြီးပြဿနာတွေကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်လာနိုင်တယ်ဆိုတာကိုသူသိလာတယ်။တရက်မှာတော့ဆမွေးရက်လက်ထွက်လာတော့သူမျက်မှန်းဟန်းတော့မကောင်းဘူး။စိတ်ကြကြမဲ့အစာသူပြောလိုက်တယ်။အင်းဒီတစ်ခါတော့ဒီလောက်ပဲရတာပေါ့။နောက်တစ်ခါပိုစူးစမ်းရမှာပေါ်လို့စိတ်ချကပြောပြီးသူ့ကိုယ်သူအားပေးလိုက်တယ်။အရင်လိုဆိုအကြာကြီးစိတ်ညစ်နေမှာတည်ကြတယ်။ဒါပေမဲ့အခုတော့သူ့မှာရေမောခြင်းဆိုရယ်လှိဝလက်နဲ့ရှိနေပြီလေ ်ဂျယ်လီဘီယာဟာနေ့တိုင်းရေမောနိုင်ဖို့ကြိုးစားတယ်။ရေစရာရှာမတွေ့ရင်တော့သူ့ကိုယ်သူရေမောစေမဲ့နည်းလမ်းတွေကိုရှာဖွေတယ်။တဖြည်းဖြည်းနဲ့သူ့ရဲ့ခီးစဉ်ဟာပိုပြီးပေါ်ပါလာပြီးပျော်ရွှင်စရာတွေနဲ့ပြည့်လာတယ်။သူ့ရှင်မထဲကခဲတုံးကြီးလေးပျောက်ကွယ်သွားပြီ။သူ့နားလည်သွားတာကဘဝမှာအခက်ခဲတွေကရှိနေအောင်မှာပဲ။ဒါပေမဲ့ရေမောကျက်လက်ဆိုရင်အဲ့ဒီအခက်ခဲတွေကို ပို့ပြီးအင်အားအပြည့်နဲ့ရင်ဆိုင်နိုင်မယ်ဆိုတာပါပဲ။